မွေးရပါညံကောင်းရင်ဘာလို့ခေါ်လဲဇာတိညံမွေးရပါတော့ဒါတော့မထက်မြက်ဘူးကြီးလာတော့အလေလာတိတ်အားကောင်းတယ်နော်ဆရာသမားမျိုးစုံရှိမှသင်ယူတယ်ကိုယ်တိုင်လက်ထက်ထက်တန်တန်လေ့လာတယ်စူးစားတယ်စီးပူးတယ်လေ့ကျင့်တယ်အဲတဖြည်းဖြည်းနဲ့ညံထက်လာရော တချို့ဆိုရင်စကားနဲတယ်စကားပြောမကောင်းမွေးရပါ တချို့ကမွေးကြတဲ့ကကိုတတ်တာနော် ၃နှစ်၄နှစ်နဲ့လူကြီးပြန်ပြီးတော့ပြောနေပြီဘလို့ညာလို့ဆိုပြီးတော့အကျိုးတွေအကြောင်းတွေနဲ့ပြန်တုတ်တက်နေအမွေးရပါညံတချို့ကမွေးရပါခတ်တုံတုံလေးပဲဒါတော့ကြည့်ထက်တာမဟုတ်ဘူးတို့တော့အရွယ်လေးရောက်လာတိလဲတိလာရောလေးလာတဲ့စီးပူးတဲ့ဖတ်ချူတဲ့မှတ်သားတဲ့သင်ယူတဲ့အဲ့လိုနဲ့ပဲပွက်လက်ချက်ချပြီးတော့တော်သွားတာတွေအများကြီးရှိတယ်အဲ့ဒါဘာညံပိုတိညံကြီးထွားလာမှလေးလာတဲ့ညံပြောတာနော်မွေးရပါညံကိုတော့ဘာလို့ခေါ်လဲဇာတိညံ ုနှစ်မျိုးတွင်ဇာတိညာရှိသူမှပြောပွင်မလို့တဲ့ဇာတိညာရှိသူကပြောကြကိုမလို့သူဟာသူကိုပင်ကိုညာဝတ်ထက်နေတာပင်ကိုညာဝတ်ထက်နေတဲ့အတွက်အရေးပြရင်အကောင့်တင်းနဲ့တထွာပြရင်ပြဘလောက်မြင်ညင်းလဲတထွာပြရင်ဇကပုံညာတလန်လောက်မြင်တယ်ဗောနော်တထောင်မဲမြင်ညင်တာလားတထွာပြရင်တလန်လောက်မြင်တယ်ဗောဒါ အရှိကိုမြင်တတ်တယ်လို့ပဲမွေးရပါပင်ကိုဇာတိညာကောင်းတဲ့ပုဂ္ဂိုလ်ကြအဲ့လိုမျိုးเนาะပြောစရာကိုမလိုဘူးအဲ့ကလေးကလေတော်တော်ပန်းနဲ့တည်းဟဲ့ဒီကလေးကြီးလာရင်ဘလို့ဆိုတာအဲ့အဲ့လိုတွေ့ရလောက်အောင်ကိုပင်ကိုဒါမနဲ့အဲ့ကလေးဇာတိညာကောင်းပေမဲ့လဲကြီးလာလို့ဘာမှဟိုဓာဟာဘလောက်ထက်ထက်ဘာလို့နေမှပွေးနေခုတ်နေမှအမြဲထက်တာเนาะမခုတ်ပဲပြစ်ထားရင်ဘာလို့သွားတောင်းသွားတယ်ဒီကြတဲ့မြေကြီးတဲ့ပြစ်ထားလိုက်အတန်ကြီးတွေပါတက်ပြီးကုန်ရော အဲ့လိုပဲဇာတိညာကောင်းပေမဲ့စ조사လောက်ကိုင်းနေသူ့ရဲ့ဇာတိညာလေပို့ပို့ပြီးတော့တိုးတက်လာတယ်ပေါ့ပို့ပို့ပြီးတော့ထက်မြက်လာတယ်ပေါ့ပို့ပြီးတော့အကျိုးရှိတယ်လို့ပြောတာဘာမှမလုပ်ဖဲနေလို့ရှိရင်တော့တပြည့်ပြည့်တုံးသွားပြီးတော့နောက်သမ ्या ပြောတော့သူမျိုးသူများကိုကိုသိလို့ပြောပြတော့မှကလူဘောကြီးပါကွာလက်တွေဘာမှမရှိဘူးအဲ့ကောင်လေထိုင်ပန်းနေတာအဲ့လိုဖြစ်သွားအောင်ကော့လူမတုံးတော့အဲ့တော့ထက်မြက်အောင်တော့ကော့ကိုပါလုပ်နေရမှာစ조사နေရမယ်လို့ပြောတာနော် ဇာတိညာကိုအခြေခံ၍ပိုးတိညာလည်းတိုးပွားအောင်ကြိုးစားပါလျင်အဲ့ဇာတိညာကိုအခြေခံပြီးတော့ဘာလို့မှာပိုးတိညာလည်းတိုးပွားအောင်ကြိုးစားပါလျင်လူတွင်တယောက်ဆိုရလောက်အောင်ထွန်းတောက်လက်တန်းဇာတိညာအခြေခံပြီးတော့ပိုတိညာလည်းကောင်းအောင်ပိုတိညာဆိုတာကခုနကကိုမသိသေးတာတွေအများကြီးရှိတယ်လေအများကြီးရှိတယ်ကိုကဇာတိညာအနေနဲ့ညာရည်ထက်မြက်တာတော့မှန်တယ်ပိုတိညာအနေနဲ့ကို့ထက်အဆအများစွာလူ့ဘဝမှာဖြတ်သန်းခဲ့ပြီးတော့အတွေ့အကြုံဘ ഹു တုတ္တဆရာသမားတွေကသင်ပြဆုံးမနော်အဲဟို ဘာသာတရားအသိတွေလေ့လာလိုက်စားအမျိုးမျိုးလေ့ကျင့်လိုက်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပိုတိညာဘာဖြစ်သွားမှာထက်သွားမှာအဲဇာတိညာအခြေခံပြီးတော့ပိုတိညာလည်းတိုးပေါအောင်ကြိုးစားပါလျင်လူတွင်တယောက်ဆိုးရအောင်ထွန်းတောက်လက်တန်းတဲ့နော်အဲတအားတိုးတက်သွားမယ်တအားထွန်းတောက်သွားမယ်လို့ပြောတာပေါ့အခုပုံပေါ်တော့ဒီမင်းကွန်တိပိတကဆရာတော်ကြီးဆိုမြန်မာပြည်ရဲ့ပထမဆုံးတိပိတကဆရာတော်ပေါ့ညာလည်းတော်တော်ကောင်းတယ် ဖန်ရင်ဖန်ရင်ဖန်ရင်နဲ့ပဲနောက်ပိုင်းကျစာတွေကအလွတ်ရပြီမျက်စိမဲ့အာယုံပြုလိုက်ရင်အကုန်လုံးကတန်းဆိုလို့ရနေပြီညံလက်ထက်တယ်ကျိုးကလည်းကျိုးစားတယ်ဆရာတော်ကြီးကနောက်ပိဋကတ်သုံးပုံစံပွဲတွေလည်းကျင်းပါတော့ထဖြည့်လိုက်တာဂုံရောအောင်ရောအမြင့်ဟိုကဘာမှာဂင်းနစ်စံတော်ချိန်ဝင်တဲ့ညံအကောင်ဆုံးလူသားတကဘာလုံးမှာညံအကောင်ဆုံးလူသားအဲ့ဆရာတော်နော်ဒါဂင်းနစ်စံတော်ချိန်စာအုပ်မှာပါတယ်ဟိုစာနဲ့စာမျက်နှာပေါ့အများကြီးလေပိဋကတ်သုံးပုံအဲ့ဒါကိုအကုန်လုံးကိုသူကအခုကြက်ပြောပြီးတော့တော်ကြမေးပြောက်သွားတယ်မထင်နဲ့ နောက်ပြန်မေးလဲဆရာတို့ကအချိန်မီပဲဖြေနိုင်တယ်။မှတ်ဉဏ်လေးစဉ်းစားဉဏ်လေးအရန်ကောင်းတယ်ပေါ့။အဲအဲ့ဒီလိုဇာတိဉဏ်ကောင်းပြီးတော့ပို့တိဉဏ်ကြိုးစားလေ့ကျင့်လိုက်တဲ့အခါကျတော့လူတွင်တယောက်သာသနာမှာတယောက်ပဲနော်။တယောက်လို့ဆိုရလောက်တအားထွန်းတောက်သွားတယ်လို့ပြောတာနော်။အဲ့တော့ကိုကဉဏ်ဘလောက်ကောင်းကောင်းမသွေးပဲထားတဲ့ဓာမခုတ်ပဲထားတဲ့ဓာဟာတောင်းပြီးတော့ဆွေးမြေ့သွားတယ်လို့ပဝတိစ조사မှုမရှိရင်ဘာဖြစ်မလဲညံ့ဟုတ်တယ်နော် အဲ့တော့ကိုစူးစမ်းဖို့လည်းလိုတယ်လို့ပြောတာကဲနောက်ပြင်ကြမှာဆက်မယ်နော်